အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနေကြပါစေဒီနေ့ထိုင်းရွှေဈေးကတော့ညနေမှာ350ကျားနဲ့ဈေးပိတ်တော့ပါပြီဒီနေ့က26ရက်နေ့9လပိုင်း2020နဲ့9ဦးနဲ့ညနေပိုင်းထိုင်းရွှေဈေးက350ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9950ဆိုင်ကလက်ခံတဲ့ဈေးက9850 လက်ဝိညာဉ်နာဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9,150ဆိုင်ကလက်ကန်တဲ့ဈေးက4,930ကျွန်းတမ3,400နဲ့ပေါက်ဈေးရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3,286နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုတိုင်းမှတ်ငွေ32.6နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။66.5ငါးရာခိုင်နှုန်းရှိတဲ့တိုင်းရွှေအကဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ကအပီအစီတိုင်းရွှေအကဲတစ်ပတ်သားကို9,150ဈေးနဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ကန်တဲ့ဈေးကတော့ရာခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9,850ဈေးနဲ့ပြန်ပြီးတော့လက်ကန်ပါပါ။ လက်ဝင်ရနိုင်လက်ခတွေကတော့ပန်ကောက်တဲမှာတပတ်သားကိုတစ်ထောင်ကနေနှစ်ထောင်အထိရှိနိုင်ပါတယ်။ပြီးဝဲတဲ့ထဲပေါ်မှာမူပြုလို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝင်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကိုင်းလုံးပြတ်ပြီးတဲ့အပြင်ကို 48300ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။လက်ရှိမှာတော့ထိုင်းရွှေစီးကအကြစီးနဲ့ရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမဲ့သူတွေကလက်ခစီးတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းပြပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စကွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ၂ရက်၅ပတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမဲ့သူတွေကအခဲကိုပဲဝယ်ဆုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ထိုင်းရွှေစီးငွေစီးတွေကိုမြေတန်းတင်ပေးပါတယ်။ထိုင်းရွှေစီးငွေစီးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့တားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်နိုင်ကြပါစေ။